ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တင်မှာတင်တို့အားလုံးစိတ်တက်ကိုယ်တက်ဝမ်းမြောက်ခြင်းတင်နဲ့ရှင်လန်းနိုင်ကြပါစေမိတ်ဆွေပေါင်းတို့ဒီနေ့မှာလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းတဲ့သတင်းစကားကတော့ဘုရားသခင်ရှင်၌မျက်နှာရတော်သူเนาะဘုရားသခင်ရှင်၌မျက်နှာရတဲ့သူဖြစ်ဖို့ရန်အတွက်ယနေ့ကျွန်တော်ဘာတွေလှုပ်ဆောင်ရမလဲเนาะဒီနေ့အာဒီသတင်းစကားတွေအပြင်တင်တို့ရတက်တာမှာဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာနဲ့တကယ်ပဲပြည့်ဝစွာခံစားရတဲ့သူတွေဖြစ်ဖို့ရန်အတွက်အားပေးတော်မှာဖြစ်ပါတယ် ဒါဟိရှာနာကရစ်ဂျန်ခန်းကြီး52ဒေပိုင်ငယ်30ကိုကြည့်တဲ့ခါမှာတောင်ကြီးတို့သည်ကျွေ၍တောင်ငယ်တို့သည်လောက်ရှားတော်တဲ့ငါ၏မေတ္တာသည်တင်မမရွရာတဲ့ငါ၏ငြိမ့်သက်ခြင်းပြင်ញင်လဲမလောက်ရှားရဟုတင်၌တနာချင်းကရနာစေရှိတော်မူသောထာဝရဖျားမိန်တော်မူ၏ဆိုပြီးတော့ဖော်ပြတာလေเนาะဒီနေ့တောင်ကြီးတောင်ငယ်တွေကားဆိုရှင်ရွေ့သွားပါစေတဲ့ဘုရားသခင်ကပြောလေချစ်တဲ့မိတ်ဆွေတင်းပေါ်မှာချစ်တဲ့မေတ္တာကဘယ်တော့မှမရွေ့ရဘူးတဲ့ဘုရားရဲ့မေတ္တာတော်ကအမြဲတည်နေတာဖြစ်တယ် နော်အစဉ်အမြဲတီးပြီးစောင့်ရစ်ပေါ်မှာစီးဆင်းနေတဲ့တင်းပေါ်မှာစီးဆင်းနေတဲ့ဘုရားရဲ့မေတ္တာတော်ကဘယ်တော့မှပြတ်ပြဲသွားတယ်ဆိုတာမရှိဘူးနော်ဒါကြောင့်ဘုရားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်ဘုရားသခင်ကငါ့ဤမေတ္တာသည်တင်မှမရွေ့ရဘူးတောင်တွေရွေ့သွားပါစေမြို့တွေပျောက်သွားပါစေနော်ရွာတွေပြတ်သွားပါစေသို့ပေမဲ့လည်းဘုရားသခင်ကတင်းပေါ်မှာငါချစ်တဲ့မေတ္တာဘယ်တော့မှမရွေ့ဘူးတဲ့နော်အဲ့တို့ကြောင့်ကျွန်တော်မှအာမခံချက်ရှိတဲ့ဘုရားသခင်ရဲ့ဂရုတော်ကိုရရှိထားတဲ့အခါမှာကျွန်တော်က တကယ်ပဲလောကရဲ့လယ်မှာဆုံရှုံသွားပါစေပြက်ပြက်သွားပါစေလောကမှာဆိုချင်ကျွန်တော်ဘဝမှာဆိုချင်ဘာမှမရှိရလောက်အောင်ပျော်ပြက်သွားပါစေချစ်တဲ့မိတ်ဆွေတည်မြဲတာကဖရားမေတ္တာတော်ဖြစ်တယ်နော်လောကမှာကျတော့မတည်မြဲတဲ့နေရာမှာပုံမှန်နေရတာကိုအချိန်တိုင်းကျွန်တော်တိုက်တွေဆောက်ရင်ပြိုနေမယ်နော်အချိန်တိုင်းကျွန်တော်လည်းအိမ်တွေဆောက်ရင်လည်းပဲလေပြင်းပုံတိုင်းလာလို့လွင့်ရင်လွင့်လွင့်သွားလိမ့်မယ်နော်အချိန်တိုင်းကျွန်တော်စီးပွားတွေဘလောက်ပဲအောင်မြင်နေပါသေးပြက်သွားရင်ပြက်သွားမှာပဲဒါမဲ့ လောကမှာဒါတွေကမတည်မြဲဘူးလေ။နော်မတည်မြဲဘူး။မတည်မြဲတဲ့အရာတွေပေါ်မှာကျွန်တော်အားလုံးကတာယာနေဖို့မဟုတ်ဘဲနဲ့ဖခင်ရဲ့မေတ္တာပေါ်မှာတာယာပြီးတော့ဝါပြောနေဖို့ဖြစ်တယ်။ဒါမှသာလေကျွန်တော်ကဖခင်မေတ္တာ၌မရွေ့သွားတဲ့အတွက်ကြောင့်ကျွန်တော်အသုရှင်လည်းပဲဘဝမှာဘယ်တော့မှဆုံရှုံသွားတယ်ဆိုတာမရှိသေးရဘူး။ဒါကြောင့်ဘုရားသခင်ကဘာပြောလဲဆိုတော့ငါဤငြိမ်သက်ခြင်းပြင်ရင်လည်းမလှောက်ရှားရဟုတင်၌တနာချင်းကုနာစေရှိတော်မူသောသာဝရဖျားမိန်တော်မူ၏။နော်။ဘလောက်ပဲငလျင်ရင်တုံလောက်ပြီးတော့ပျော်ပြတ်သွားပါတယ်ငလျင်လှုပ်လို့မြေကြီးပါအကုန်လုံးအက်ကွဲသွားတယ်နော်ကျွန်တော် လမ်းတွေမှာသွားတဲ့ခါမှာဟာလမ်းမှာအကွဲချောင်းကြီးတွေတွေ့ရတယ်နော်တွေ့ရတယ်အာဒီကမှာကြည့်လိုက်တဲ့ခါမှာအာငလေးနေတွေ့လှုပ်လို့ဘလောက်ပဲအကွဲသွားပြီးတော့ပြိုကျသွားပြီမိတ်ဆွေအဓိကရေးကြည့်တဲ့ချက်ကဆိုရှင်ဘုရားရဲ့မေတ္တာကမရွေ့သွားတဲ့ခါမှာဘုရားကလည်းသေပေါ်မှာထားရှိတဲ့ငြိမ်သက်ခြင်းပြဉ္ဉေလည်းပဲမလောက်ရှားစေရဘူးတဲ့အမြဲတည်နေရမယ်နော်ဒါကြောင့်ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းဘုရားကငြိမ်သက်ခြင်းအရှင်ဆိုပြီးတော့ကျွန်တော်သခြင်းဆိုကြတယ်နော်ဒါကြောင့်ဘုရားသခင်ကငြိမ်သက်ခြင်းရှင်ဖြစ်တယ် လောကမှာကျွန်တော်အပူလုံးတွေဓာတ်ထဲမှာအပူသောကတွေဓာတ်ထဲမှာကျွန်တော်တပူပေါ်နှစ်ပူဆင့်ယုံနေမကပင်နဲ့တချို့ကတခါလဲတပူပေါ်ဆယ်ပူဆင့်လောက်ထိရင်ဆိုင်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလှုပ်ရှားနေရတဲ့ခါမှာအပူလုံးတွေဓာတ်ထဲမှာကျွန်တော်အားလုံးကတလိမ့်လိမ့်နဲ့ကျွန်တော်မငြိမ်မသက်မှုတွေခံစားနေရတယ်ဒါမဲ့ချစ်တက်မိတ်ဆွေတင်းပေါ်မှာဘုရားသခင်ရဲ့ငြိမ်သက်ခြင်းကဘယ်တော့မှလှုပ်ရှားသွားမှာမဟုတ်ဘူးတည်မြဲနေမှာဖြစ်ငြိမ်သက်နေမှာဖြစ်တယ်ဒါဒီနေ့ဘုရားရဲ့တနာတော်ကရုဏာတော်ဟာဆိုရှင်တင်းပေါ်မှာဘယ်တော့မှမပြတ်ရှိနေတဲ့အတွက်ကြောင့်စိတ်မပြတ်နဲ့အားမလျော့နဲ့အားမငယ်နဲ့မတိမ်ငယ်နဲ့ ဘဝမှာဆုံးရှုံးသွားလို့မအောင်မြင်ဘူးဆိုတာမရှိစေရဘူးဘဝမှာဆုံးရှုံးသွားလို့တင့်ရဲ့ဘဝတတ္တမှာတက်လန်းရှိတယ်အဲ့ဒီအတွက်ကြောင့်တင်ဟာတို့ရှင်တင်အသက်ရှိထင်ရှားရှိနေတဲ့ကာလမှာဖရာသခင်ကိုမျက်မှောက်ပြုပါတင်ပေါ်မှာအမြဲတည်ရှိတော်မူသောဖရာသခင်ကတင့်ကိုအမြဲတမ်းပဲစောင့်ရှောက်နေတဲ့ဖရာဖြစ်တယ်နော်ဖရာရဲ့မေတ္တာတော်ကတင့်ပေါ်မှာဘယ်တော့မှမရွေ့သွားရသေးတဲ့အတွက်ကြောင့်တင်ရဲ့အိမ်ကရွေ့သွားရင်ရွေ့သွားပါစေတင်ကလေးလှုပ်လို့တင်အိမ်ပြိုရင်ပြိုသွားပါစေ သင်ပေါ်မှာဖျားထားတဲ့မေတ္တာကဘယ်တော့မှမပြိုပြက်သွားဘူး။ဒါကြောင့်လောကလောကတန်တရားရလောကမှာဆိုရှင်ရင်ဆိုင်နေရတဲ့အရာတွေကများစွာပဲ။သင်ပိုင်ဆိုင်တဲ့ຢာတွေသင်ရဲ့အိုးအိမ်တွေဘလောက်ပဲပြိုကျပါသေးပျက်စီးသွားပါသေးချစ်တဲ့မိတ်ဆွေ။ကျွန်တော်တအားပြောရတာတော့ဖျားရဲ့မေတ္တာကသင်ပေါ်မှာတည်မြဲနေတာဖြစ်တယ်။ဘယ်တော့မှသင်ပေါ်နဲ့မရွေ့သွားဘူး။အားတန်းတို့ဖျားသခင်ကငါ့ပေါ်မှာဒါလောက်မေတ္တာထားတယ်ဆိုရင်ဘာကြောင့်ငါ့ကိုဆုံးရှုံးမှုပေးရတာလဲ။ဒီခါလေးကျွန်တော်ကဆိုရှင်ဖျားပေါ်မှာဇောရကတက်ကောင်းတက်လိမ့်မယ်။ မိတ်ဆွေဒါကလောကရန်တရားဖြစ်တယ်မတည်မြဲမဲ့ဘောမှာတည်နေရတဲ့အတွက်ကြောင့်တည်မြဲတဲ့အရာကတင်းဘောမှာမရွေ့သွားတဲ့အရာကဘုရားရဲ့မေတ္တာတော်ဖြစ်တယ်မတည်မြဲတဲ့အရာတော့အမြဲတမ်းပဲပြိုလဲပျက်စီးသွားမှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကပြောတယ်ငါအင်ငိမ့်သက်ခြင်းသည်တင်းဘောမှာဆိုရှင်ဘယ်တော့မှမလုံမရှားပဲနဲ့အမြဲတမ်းငိမ့်သက်ခြင်းရှိနေမယ်တဲ့နော်ဒါမှကမနဲ့တုတ်တန်ကြံခိုင်းသုံးပိုင်းငယ်သုံးကနေလေးကိုကြည့်တဲ့ခါမှာကရုဏာတရားနဲ့တစ္ဆာတရားကိုတင်နဲ့မကွာစေနဲ့ထိုတရားတို့ကိုတင်းကြီးလယ်ပင်၌ဆွဲထားတော်တယ်နှလုံးစည်ရင်အင်း၌ရေးသွင်းတော်လို့ဖော်ပြထားတယ် ဒါကြောင့်ဘုရားသခင်ကတော့ရှင်ကရုဏာနဲ့တစ္ဆာတရားကိုသင်နဲ့မကွာစင်နဲ့တဲ့အမြဲတမ်းပဲတခါတည်းကိုထတ်ချက်မကွာရင်နဲ့ကြောပါမှာပေါ့နော်ကြောနဲ့ရင်လို့တစ်ထပ်ထက်ရှိနေမှကျွန်တော်ကဆိုရှင်ရှင်းသာလို့ရတယ်ကြောရဲ့လည်းရှိနေလို့လည်းအဆင်မပြေဘူးရင်ရဲ့ပဲရှိနေလို့လည်းပဲအဆင်မပြေဘူးဒါကြောနဲ့ရင်ခွဲခြားလို့မရတယ်လို့ပဲယနေ့ကျွန်တော်ကလည်းဘုရားသခင်ရဲ့ကရုဏာနဲ့တစ္ဆာတရားကိုကျွန်တော်ကဆိုရှင်ဘယ်တော့မှမခွဲမခွာစင်နဲ့ကျွန်တော်အမြဲတမ်းကဲ့ရဲ့ချက်ရဲ့ရှိနေရမှာဖြစ်တယ် ထိုတရားတော်ကိုသိရင်လည်းပြင်လိုက်ဆွဲထားတော့တဲ့ဘယ်တော့မှဒီပြက်ပြက်သွားဖို့မပင်တဲ့အဲ့ဒီဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတရားကိုကျွန်တော်လဲမှာချိတ်ဆွဲထားမယ်တို့နှလုံးသားထဲမှာလည်းပဲစိတ်ရင်အင်းသွင်းထားမယ်ဆိုရင်သင်ကအမြဲတမ်းပဲတည်မြဲပြီးတော့အမြဲတမ်းပဲတာယာနေမှာဖြစ်တယ်ဖြစ်ပြက်သမျှယာတွေတဲကလည်းမှာသင်ရလို့ရှိရင်လုံးဝချုံနေသွားတယ်ဆိုတာမရှိဘဲနဲ့သင်စိတ်လုံးသားတွေကတကယ်ပဲတည်တတ်ခံနေမှာဖြစ်တယ်ယောဘာဆိုရှင်သူ့ရဲ့ ပစ္စည်းဥစ္စာဒဏ္ဍဥစ္စာတွေသူ့ရဲ့သားသမီးတွေအားလုံးတရက်တော်တွင်းမှာအကုန်ဆုံးရှုံးသွားတယ်။သူ့ရဲ့ပိုင်ဆိုင်မှုတွေဘာမှမရှိတော့ဘူး။သူ့ရဲ့ချစ်ရတဲ့သားသမီးတွေလည်းပဲအကုန်လုံးတရက်ထဲမှာပဲတည်သွားကြတယ်ပျက်စီးဆုံးရှုံးသွားတယ်။လောကဒဏ္ဍာရီရိုက်ခတ်မှုသူခံစားရတဲ့ခါမှာဖခင်တယောက်အနေနဲ့ကြည်ကွဲမှာပဲစီးပွားရေးဒဏ္ဍာရှင်တယောက်အနေနဲ့ကြည်ကွဲမှာပဲမိမိမှာရှိတဲ့ပိုင်ဆိုင်မှုတွေလည်းဘာမှမရှိတော့ဘူးပဲ။သို့ပေတော့ညာလည်းပဲသူ့အနေနဲ့ပဲလေ။ အမြဲတမ်းပဲမကွဲမကွာတည်နေတာကတော့ဘုရားသခင်ရဲ့ကရုဏာတော်နဲ့ဘုရားသခင်ရဲ့သစ္စာတရားကိုသူ့အနေနဲ့ပဲလေအမြဲတမ်းပဲအတူတကွရှိနေတဲ့ခါမှာသူကဆိုရှင်ဒါမျိုးမကဘုရားသခင်ရဲ့ကောင်းမြတ်ဆုံးနေတဲ့တရားကိုလယ်၌ဆွဲထားတဲ့ခါမှာနှလုံးစင်းနဲ့တွင်းထားတဲ့ခါမှာအဲ့ဒီအတွက်သူကဆိုရှင်လုံးဝနောင်တရရတဲ့အကြောင်းမရှိဘူးနော်လောကရန်တရားအရာပြက်မှာပဲပြိုမှာပဲလွင့်သွားမှာပဲသေမှာပဲသို့ပေမဲ့လည်းပဲဘုရားတတ်နိုင်တယ် တန်တိုင်းတော်မူသောဘုရားသခင်ရဲ့မေတ္တာတော်ဟာငါ့ဘောမှာဘယ်တော့မှမချွေသွားဘူးဘုရားသခင်ရဲ့ငြိမ်သက်ခြင်းကသူ့ဘောမှာရှိနေတဲ့အခါကျတော့သူမတုံမလှုပ်ဖဲနဲ့သူကောင်းကောင်းရဲရဲဝံ့ဝံ့နဲ့လောကရန်တရားကိုကြံ့ကြံ့ခံပြီးရှင်ဆိုင်နိုင်ခဲ့တာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကသူ့ကိုစာပေါင်းများစွာသောကောင်းချီးနဲ့ပြန်ပြီးတော့သွန်လောင်းပေးခဲ့တာဖြစ်တယ်။ထို့သောပြုလည်းဘုရားသခင်ရှေ့ဘုရားသခင်ရှေ့လူတို့ရှေ့မှာမျက်နာရရွေးကျေးဇူးကိုခံရလိမ့်မယ်ဆိုပြီးတော့တမန်ကျမ်းစာကဆက်ပြီးတော့ဖော်ပြလာတာလေ။နော်။ဒါကြောင့်ခုနက ဖရာသခင်ရဲ့ကရုဏာတော်နဲ့တစ္ဆာတရားကိုမကွာစေဘဲနဲ့လေ၌ဆွဲထားမယ်နှလုံးစင်းရင်၌အတွင်းထားမယ်ဆိုရင်တဲ့အဲ့ဒီလိုမျိုးတင့်ရဘောတတာတက်တာကိုရှင်းသားမယ်ဆိုရင်တဲ့ဖရာသခင်ရှေ့လူတို့ရှေ့မှာမျက်နာရပြီးတော့ဂျေစုကိုခံရမယ်သူဖြစ်တယ်ဆိုတာကိုတမချန်းသာက အတိလင်းဖော်ပြတာလေဒါကြောင့်ချစ်တဲ့မိတ်ဆွေဒီနေ့မှာဆိုရှင်တင့်ရဘောတတာမှာ နော်မတိမ်မကြိမ်ပဲနဲ့ဘဝမှာကောင်းဆုံးနလန်ထူပြီးတော့တည်မြဲတဲ့ဘဝတတာမျိုးနဲ့ရှင်သန်နိုင်ဖို့ရန်အတွက် ယနေ့ဒီနှုတ်ကပတော်ဟာတင့်ကိုအားပေးချီးမြှင့်ထားတာဖြစ်တယ်။ဒီနှုတ်ကပတော်တရားတိုင်တင့်ရဲ့ဘဝတတာဆင်ခြင်းမဲ့ဆိုရင်တော့ဘယ်တော့မှတင့်ဟာတို့ရှင်လောကရန်တရားရာလောကဆိုတာကအကုန်ဆုံးရှုံးမှုတဲမှာရှိတာเนาะ။တရားလောကမှာတင်လောက်ခဲ့တဲ့ຢာတွေတင်အောင်မြင်နေတဲ့ຢာတွေတင်တီထောင်ခဲ့တဲ့ຢာတွေအားလုံးကပျက်စီးခြင်းနဲ့မှာရှိတာ။ဒါကြောင့်တင့်ရဲ့ခန္ဓာကစာပျက်စီးခြင်းမှာရှိတာဖြစ်တယ်။ဒါပေမဲ့တင့်ရဲ့စိတ်ဓာတ်ကမပြတ်သွားဘူးရည်ကြည်တယ်။เนาะဖခင်နဲ့အမြဲတမ်းမွေးလျော်ဖို့ဖြစ်တယ်။ဒါကြောင့်ဖခင်နဲ့မွေးလျော်ပြီးတော့ဖခင်နဲ့အတူအမြဲတမ်းသွားခြင်းအဖြစ် ယနေ့တည်တံ့ခိုင်မြဲတဲ့တတမျိုးနဲ့သင်္ခါဆိုရှင်လုံးဝအုတ်တုံเนาะအရှင်းတန်နိုင်ပြီးတော့ဘုရားသခင်ရှေ့လူရှေ့မှာမျက်နှာရတဲ့ဘုရားရဲ့သားသမီးဖြစ်မယ်ဆိုတာကိုဒီနေ့နှုတ်ကပတ်တော်အပြင်သင်ကိုဆင်ကျင်နိုင်အောင်အားပေးလိုက်တာဖြစ်တယ်။ဒါဒီနေ့ဒီနှုတ်ကပတ်တော်ဟာသင်ရဲ့ကျွန်ုပ်အတွက်တကယ်ပဲဆင်ကျင်ုံတရားပေးနိုင်တဲ့ဘုရားရဲ့နှုတ်တော်အတွက်ဖြစ်တဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့ဒီကြမ်းချက်လေးတွေကိုသင်ကိုယ်တိုင်ကခံယူကြပါ။သင်ကိုယ်တိုင်ခံယူပါ။ဒါကြောင့်ဟေရှာနာကလေးကြံခိုင်း94ပိုင်းငယ်10မှာ တောင်ကြီးတို့သည်ချွေ၍တောင်ငယ်တို့သည်လှုပ်ရှားတော်လေငါ၏မေတ္တာသည်တင်မှမရွေ့ရငါ၏ငြိမ်သက်ခြင်းပြင်းခြင်းလည်းမလှုပ်ရှားရဟုတင်၌တနာခြင်းကုဏနာစိတ်ရှိတော်မူသောထာဝရဖျားမိန်တော်မူ၏တောင်တန်ကြခန်းဤတောင်းပိုင်းငယ်၃လေးကိုကြည့်တဲ့အခါမှာကရုဏာတရားနှင့်သစ္စာတရားကိုတင်နေမကွာစေနှင့်ထိုတရားတို့ကိုတင်ဤလယ်ပင်၌ဆွဲထားလောနှလုံးစည်င်း၌တွင်ထားလောထိုတို့ပြုလျင် ဖရာသခင် ရှေ့လူတို့ရှေ့မှာမျက်နာရ၍ဂျေစုကိုခံရလိမ့်မည်ဆိုပြီးတော့နောက်ကပတ်တော်ကတင့်ကိုဂတိကုတ်ဝတ်နဲ့ပေးထားတဲ့အခါမှာအဲ့ဒီတိုင်တင့်ရဲ့တတတီဆောက်နိုင်ဖို့ရန်အတွက်ဒါဒီနေ့နောက်ကပတ်တော်အပြင်အားပေးလိုက်တာဖြစ်တယ်ချစ်တဲ့မိတ်ဆွေများအားလုံးပါမှာဖျားကောင်းကြီးချပေးပါစေ။